လကအချောင်ခိုးစားမဲ့ဟာတွေခင်ဗျားတို့အကုန်လုံးအချောင်ခိုးစားမဲ့ဟာတွေနိုင်ငံရေးပါခင်ဗျားတို့အချောင်ခိုးစားခြင်းတဲ့ဟာတွေခင်ဗျားတို့နိုင်ငံချစ်တာမဟုတ်ဘူးကိုကျိုးစည်းပွားနဲ့ကိုအတ္တတို့ကိုခင်ဗျားတို့တိုင်းပါတီထောင်ပြီးထိုင်ကုန်ဝင်ထိုင်ဖို့ကြိုးစားနေကြတဲ့ကောင်းနေလို့ပြောတာအဲ့ဒါကြောင့်ခင်ဗျားတို့နိုင်ငံရေးပါတီလို့အထင်မကြီးဘူးလို့ကျွန်တော်မြင်နေပြောတာအထင်ကြီးစရာကိုလုတ်ကိုလုတ်မပြလို့အထင်မကြီးဘူးလို့တဲ့ပြောတာတိုင်းပြည်ကိုချစ်လားမချစ်လားမသိတဲ့ပြည်သူတို့တိုင်းအဲ့အဲ့ဟိုပါတီတွေအစိုးရအဖွဲ့အစည်းတွေကတိုင်းပြည်ကိုချစ်လားမချစ်လားမသိတဲ့တာတီအစိုးရအဖွဲ့အစည်းတွေကခင်ဗျားတို့အုပ်ချုပ်နေတာစဉ်းစားကြည့်တယ် ဘယ်လိုလုပ်ကြမလဲအဲ့လိုလူတွေကိုလက်ထက်ကိုခင်ဗျားတို့တိုက်ပြီးထည့်အောင်ပါလားဘယ်လိုထည့်မလဲလက်ရှိရှိတဲ့ခေါင်းဆောင်လဲကောင်းသလားမေးခင်ဗျားတို့ကြည့်စောင့်စောင့်ကြည့်ဦးလွတ်တော်ကိုယ်စီလောင်းနေခင်ဗျားတို့ဘာလုပ်ပါလဲဟေးကြောင်ပဲတတိရှင်တော်လွတ်တော်ကိုယ်စီလောင်းတတိမရှိဘလုံးနဲ့စာကလေးကောင်တဲခင်ဗျားတို့အခန်းကဏ္ဍကလက်ရှိဒီကာလမှာလောကမိမ့်မိန်သွားတာလူတို့ကိုဘယ်လိုမျိုးဂတိပေးမလဲဘာလိနေမဲဆွယ်မလဲကဘာလိနေမဲဆွယ်မှာကျွန်တော်မေးချင်တာပြအစပြကျွန်တော်မဲပြပါလို့စပြပါလားအဲ့ဆိုရင်တော့ပစိုးရလမ်းပြလိုက်တော့အဲ့လိုပြောမိတာဒီကနေ့တော့ကျွန်တော်ဒီကနေ့ နိုဝင်ဘာလ9ရက်နေ့ညဦးပိုင်းတစ်ဖက်ပေါ့နော်ညာ9နာရီ9နာရီခွဲအမေလောက်ကိုတော့စူးစမ်းပြီးတော့တင်ပေးပါမယ်ကျွန်တော်ဗီဒီယိုပိုင်းတင်ပေးတဲ့ချိန်ကတော်တော်လေးလဲနှောက်ကြနေရဆိုတော့ကသတင်းတွေတော်တော်များရတယ်အားလုံး Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ပြီးသားတယ်ဆိုတော့အချင်းချင်းတွေပဲဖတ်ပြပါမယ်အဲ့တော့ပရမအောင်ဆုံးအခုညာပိုင်းတက်လာတဲ့သတင်းပုတ်ဆိုရင်မန္တလေးတိုင်းမြင်းကြံခရိုင်ငစုံမြို့နယ်မှာအရက်ထွက်ဝဲတဲ့စစ်ခွေးများအနည်းငယ်ပြစ်ခတ်ခံပြီးတော့နေရာမှာတွင်နှစ်ဦးတိမ်ဆုံပြီးတော့ တဝူးထိခိုက်ဒဏ်ရာဖြင့်ထွက်ပြေးသွားတယ်လို့သိရှိရတယ်အဲ့ဒါဖြစ်ပေါ်တော့တာဘူဘူနေနေမနေရပဲနိုဝင်ဘာလ၄ရက်နေ့မနေ့ပိုင်းမှာအဲ့ဒီငဇုံမြို့နယ်မြို့သားအရှိရွာရေစကန်းကနေဈေးမြောက်ဖက်လမ်းတိုင်းအရက်ဝတ်ဖို့ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေအသင်းဆောင်ဆိုင်ပြီးတော့အနီးကပ်ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာအဲ့ဒီတိုက်ခိုက်မှုကြောင့်နေရာမှာတင်အကြမ်းဖက်စစ်ခွေးနှစ်ယောက်ပွေးချင်းပြီးတေဆုံးသွားပြီးတယောက်ကလည်းထိခိုက်ဒဏ်ရာရင်နဲ့ထွက်ပြေးသွားခဲ့တယ်ဆိုပြီးတော့ special test form မှာတာဝန်ရှိသူတွေကတော့ပြောပြထားပါတယ်ဘေးနားမှာပဲအပြည့်စုံချပေးထားပါတယ်အလားတူပဲနောက်ထပ်ကျွန်တော်တို့ကမနေ့ကပဲနိုဝင်ဘာလ၄ရက်နေ့မန္တလေးတိုင်းငင်းချံဘက်ကသတင်းကောင်းတပုတ်ဆိုရင်လည်းခြံထားလို့မရပါဘူးတကယ်ကိုအားရဖို့ကောင်းတဲ့ပေါ်ကြီးဝဲကောင်းသတင်းပါပဲအဲ့ဒါတော့မန္တလေးတိုင်းငင်းချံမြို့နယ်လေသိပ်ရွာအကျံဖက်စစ်ခွေးတပ်စူပေါင်းဂိတ်ကိုဝင်ရောက်တိုက်ခိုက်စော်ပလော်တီးရမှာစစ်ခွေး၈ဦးလုံး တိတ်ဆုံးသွားကြအောင်တော့မြင်းစံခရိုင်တရင်ခုနဲ့0ပျောက်ကြားတက်ဖွဲ့ရကိုတကြီးကတော့အတိပြုကျွန်တော်တို့ပြောဆိုထားပါတယ်အချင်းချင်းလေးပဲကျွန်တော်ဖတ်ပြမယ်မနည်းရပဲနိုဝင်ဘာလ၄ရက်နေ့မုံတွေ2နာရီချိန်ခန့်မှာအဲ့ဒီမြင်းစံမြို့နယ်လက်သေးရွာအကျံဘက်စစ်ခွေးတဲ့စူပေါင်းဂိတ်ကိုတော်လိုင်းတက်များကဝင်ရောက်ပြစ်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ထိတွေ့တိုက်ပွဲမိနစ်20ကျော်ပဲကြာမြင့်ခဲ့ပါတယ်တဲ့စစ်ခွေးတွေပြူခွေးတွေကဂိတ်ဘဏ်ကအတွင်းကိုကြောက်ချီးပန်းပြီးတော့ပြေးဝင်ပုန်းနေတော့မှ ရဲဘော်ပေါ့ပါကရဲရင်စွာပဲ RPG နဲ့ပြစ်ခတ်ခဲ့လို့ဘန်ဂါကိုတိကျစွာထိမှန်ခဲ့ပါတယ်စစ်ခွေးတွေလွင့်ဆင်ပြီးတော့အထီးတော်လေးကိုနာခဲ့တယ်ကျွန်တော်တို့ရန်သူနဲ့လက်နက်တွေဝင်ရောက်ယူဖို့စ조사နေချိန်မှာခမာယ15တက်ကနေစစ်ကူကားကြီး3စီးနဲ့လမ်းလျှောက်ပြစ်ခတ်မောင်းနေလာတယ်လို့သတင်းရလာတဲ့ကျွန်တော်တို့တွေတက်ပြန်ဆုတ်ခဲ့ပါတယ်လေရန်သူလက်နက်ကတော့မရခဲ့ဘူးအခုလိုစစ်ကူလာနိုင်အောင်သတင်းပို့တဲ့ ရင်ပေးဒလန်နှစ်ဦးကိုလည်းဆက်လက်ပြီးတော့ဖမ်းဆီးနိုင်ခဲ့ပါတယ်အဲ့ဒီဒလန်နှစ်ဦးကိုတော့တက်ဆိုင်ရနေမြေအဖွဲ့များစီကိုလွှဲပြောင်းပေးခဲ့ပါတယ်နေမြေကများ၏ပြောပြချက်အရဂိတ်ကိုဝင်တက်ခတ်မှုကြောင့်စစ်ခွေးနဲ့ပြုခွေးရှစ်ဦးတိတ်ဆုံးပြီးတော့၁၀ဦးတည်းမနဲ့ထိခိုက်ဒဏ်ရာရှိတယ်ရွာသိရွာကအုတ်ကြီးငမင်းကတော့နေရာမှာနေဘဝကူးသောပါပဲပြူပေါက်ကြီးလဲဒဏ်ရာရတော့ပါတယ်ဆိုပြီးတော့ကဲတော့ကြားတဲ့အတိုင်းပဲမြင်းညံဘက်ကအကျံဘက်စစ်ခိုးတပ်တွေရဲ့စူပေါင်းဂိတ်ကိုတော့ ကိုတက်ကြီးတို့ဇီလိုပျောက်ကြားတက်ဖို့ရုံတခြားပူပုံတက်ဖို့ဝင်နေအနီးကပ်ကိုဝင်ရောက်စော်ဘလော်တီးရမှာအာဘီဂျင်းနဲ့ကိုတည်ပြီးတော့စစ်ခွေးတွေခွေးပြွေပြီးကြောက်ချီးပန်းပြီးတော့ပုံးနေတဲ့ဘန်ကာကွက်တီကိုအာဘီဂျင်းနဲ့ထုတာစဉ်းစားတာကြည့်ပြီးတော့စစ်ခွေးတွေအနီးကပ်ထုမှာတော့ဒဇန်စီကိုလွတ်ပြန်ဖြတ်သွားပြီးတော့စစ်ခွေးရှစ်ကောင်လည်းမနဲ့တေဆုံးသွားပြီး၁၀ဦးတည်းမနဲ့ရလဲထိခိုက်ဒဏ်ရရှိတယ်နောက်ထပ်သတင်းပေးဒလန်၂ဦးကိုလည်း ထက်ဆောင်အပိုစုအနေနဲ့ဖမ်းမိတယ်။အုတ်ကြီးငမင်းဆိုတဲ့ကောင်ကလည်းဘဝကူးသွားတယ်ဆိုတော့ကဘေးနားမှာပဲတရင်ကောင်အပြည့်စုံချပေးရပါတယ်။ကဲတော့တလက်စာတဲ့ကြံပါသေးတယ်။အဲ့ဒီမန္တလေးတိုင်းတောင်တာမြို့ဝင်ဂိတ်ကိုတော်လိုင်းတက်ဖို့ဝင်နေဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့မင်းရှုပ်ရှင်းလင်းခဲ့တယ်ဆိုပြီးတော့သိရတယ်။အဲ့ဒါတော့ဒီကနေ့မနေ့အစောပိုင်း6နာရီခန့်မှာတောင်တာနထိုးကြီးလမ်းပိုင်းမှာရှိတဲ့တောင်တာမြို့ဝင်ဂိတ်ဖြစ်တဲ့မကြီးဦးဂိတ်ကိုတော်လိုင်းတက်ဖို့ဝင်နေဝင်ရောက်ပြစ်ခတ် တိုက်ခိုက်ရမှာမနေ့6ရက်လောက်ကတောင်သာမြို့ကနေနထိုးကြီးဘက်ကိုအထွက်ဖြစ်တဲ့တောင်သာမြို့ဝင်ဂိတ်မဂျီယိုဂိတ်ကိုဝင်တိုက်ခိုက်ခဲ့တာပါတဲ့အဲ့လိုဖြစ်ခတ်မှုတွေဖြစ်တော့ဂိတ်မှာရှိတဲ့စစ်ကွေးတွေကြောက်ချီးပန်းပြီးတော့ထွက်ပြေးသွားလို့စကန်းကိုတော့မီးရှို့ရှင်းလင်းဖျက်ဆီးခဲ့လိုက်တာပါဆိုတဲ့ဘေးနားမှာပဲတရင်ပြေဆုံးချပေးတော့ပါတယ်ကဲတော့ဒါကတော့ပရမအုံးဆုံးမန္တလေးတိုင်းဘက်ကတရင်ကောင်သုံးဖို့ကိုအချင်းချင်းပြီးတော့ဖတ်ပြတာပါကဲတော့ နိုင်ရီကန်ဘီဝဘက်ကဒရင်ကောင်တပုတ်ကိုလည်းခြံထားလို့မရရပါဘူးအဲ့ဒါတော့ဒီရပိုင်းထဲမှာနိုင်ရီကန်ဘီဝကုန်းကိုအကြမ်းဖက်စစ်ကိုတက်ကတော့လေးချောင်းပြစ်ကူတုံးပြီးတော့လမ်းချောင်းဘုံးဆောင်ကနေစစ်ကူတွေပေးဖို့ကိုစ조사ပေးမယ်လေအာရခရဒိုအေနဲ့မဟာမိတ် PDF ပူပေါင်းတက်ဖို့ဝင်နေစော်ပလော်တိမှုကြောင့်ဒီရပိုင်းထဲမှာစစ်ကွေးတွေအသေးပြောက်တွေများပြီးတော့အရှင်လက်ရဖမ်းဆီးရမိတဲ့စစ်တုံပန်းများစွာလည်းရှိပြီးတော့လုံးလုံးစင်မှာနိုင်ရီကန်ဘီဝကုန်းမှာစစ်ကွေး300လောက်တော့လက်ကျန်နေရှိပြီးတော့ အဲ့ဒီကဘာလုံးစခန်းထဲမှာဒဏ်ရာရတဲ့စစ်ကွေးအယောက်90လည်းမနည်းဘူးလေထဲထားနေဆိုပြီးတော့မနည်းရသေးနောက်ဆုံးသိရတယ်ဒီကနေ့လဲနိုင်ငံဗျူဟာကုန်းကိုလမ်းအောင်ဘက်ကတက်လာတဲ့စစ်ကွေးတပ်စစ်ကြောင်းလိုက်ပြုတ်သွားပြီးတော့လမ်းသစ်ဘက်မှာအင်အားတွေဖြည့်ပြီးတော့ထိုးစစ်ဆင်လိုက်အတွက်ကြောင့်တိုက်ပွဲရတော့ဒီရပိုင်းမှာတော်တော်လေးကိုကျွန်တော်တို့ပြင်းထန်နေရလို့သိရပါတယ်နိုင်ငံတောင်ကိုဗဇီယောဘက်ကတက်တဲ့လမ်းဟောင်းကတောင်တွေမတ်ဆောက်ပြီးတော့အကွေ့ကောက်တွေများတဲ့အတွက်ကြောင့် ရခိုင်တပ်တော်အေကနေဟာခေါင်းကနေဖြတ်တော့တိုက်ခိုက်တာကြောင့်စစ်ကိုတပ်ဘက်ကစစ်ကြောင်းလိုက်ပြုတ်ပြီးတော့အကြာဆုံးနေများပြီး နောက်ပြန်ဆုတ်သွားပါဆိုတဲ့ဘေးနားမှာပဲအပြည့်အစုံတွေချပေးထားပါတယ်ကဲတော့နောက်ထပ်ကျွန်တော်တို့အချင်းချင်းဖတ်ပြမယ်တရင်ကောင်းတပုတ်ဆိုရင်လည်းတရင်လိုက်တိုင်းပလောမြို့နယ်ကြောက်စုစစ်တပ်ဂိမ်းကြီးမှာရှိတဲ့အမှတ်လေးရက်ွက်အုတ်ချုပ်ရေမူစိုးဝေဆိုတဲ့အကောင်လေးတက်တော်ဆောင်တို့ကိုပြစ်ခတ်မှုမှာနှစ်ဦးစလုံးနေရာမှာနေပွဲချင်းပြီးတိုက်ဆုံသွားပြီးတနက်တလန့်နဲ့ လက်နဲ့ခင်းရနေတိန်းစီရရှိခဲ့လို့သိရပါတယ်အဲဒီကောင်တွေကစစ်မှုတန်းကိစ္စနဲ့ပတ်သက်ပြီးတော့မတရားငွေကြေးတဲ့ကိစ္စတွေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတဲ့ကိစ္စတွေစစ်ခိုးတက်ကအတူရောင်ယူကောက်ပွဲမှာလည်းပါဝင်ရဲ့အတွက်ကြောင့်တော်လိုင်းတက်ဖို့တွေကမလုပ်ပါရန်အချိန်ချင်းတတိပေးတဲ့ဂျားရီကနေလိုက်နာခြင်းမရှိတဲ့အတွက်ကြောင့်အခုတော့အဲဒီအုတ်ချုံရင်မှုစိုးဝေစရဲကောင်လည်းတက်တော်ဆောင်တွေကတော့နေရာမှာနေပွဲချင်းပြီးတည်ဆုံပြီးတော့ငရဲပြည်ကိုစောက်ထိုးဆင်းသွားတယ်ဆိုတဲ့သတင်းမှာပဲကဲတော့နောက်ဆုံးပိတ်အနေနဲ့ကတော့ ျွန်တော်ခုဖတ်ပြနေတဲ့အချိန်မှာပဲခေတ္တမီဒီယာပေါ်ပြလာတော့ပါတခြားမဟုတ်ဘူးဒီကနေ့ပဲနိုဝင်ဘာလ9ရက်နေ့မနေ့အစောပိုင်းမှာစကိုင်းတိုင်းအရာတော်မြို့မှာရှိတဲ့စစ်ခွေးတိုက်အမှတ်နဲ့ဂေစကန်းကိုဝင်ရောက်တိုက်ခိုက်မှုမှာစစ်သားအားလုံးထွက်ပြေးသွား၍ခရရန်တချို့ကိုတင်းစီရရှိရလို့သိရတယ်နိုဝင်ဘာလ9ရက်နေ့မနေ့အစောပိုင်းမှာအရာတော်မြို့မှာရှိတဲ့အကြံဖက်စစ်ခွေးတက်ကအမှတ်နဲ့ဂေစကန်းကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေဝင်ရောက်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲရာ 15မိနစ်အချိန်ခန့်သာကြာမြင့်ခဲ့ပြီးဂိတ်စခန်းမှာရှိတဲ့စစ်ခွေးအလုံးစခန်းစွန့်ကထွက်ပြေးသွားပြီးတော့တော်လိုင်းပူပေါင်းတပ်ဖွဲ့ဝင်တွေကစခန်းကိုဝင်ရောက်ရှင်းလင်းခဲ့ရမှာလက်နက်ခဲယမ်းတချို့တိမ်းစီရရှိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းအပြည့်စုံကတော့ဒီနားမှာပဲခြာပြီးတော့ပါတယ်ကဲတော့ဒီကနေ့ညပိုင်းကတော့ကျွန်တော်လည်းသွားစရာလေးရှိတာနဲ့ရှေးပိုင်းမှာသတင်းတွေဖတ်ပြတာလေ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 ာနဲ့တိတ်ပြီးတော့မပြည့်စုံလို့ဖြစ်သွားပါတယ်တန်ကြီးခံပြီးတော့ပဲဒီကနေ့ညပိုင်းလေးကတော့ နားထောင်ဘေးပေါင်လို့ပြောနေနောက်မှာဒါကျွန်တော်ရှေ့မှာလည်းပြောရတယ်သွားစရာလည်းရှိတာနဲ့ကျွန်တော်လည်းဗီဒီယိုဖိုင်တင်မဲ့ချိန်ကလည်းအရန်ကိုနောက်ကျနေရကြအောင်ဟိုတုန်းကဗီဒီယိုဖိုင်လေးတွေကိုအစားထိုးပြီးတော့ပြန်ပြီးတော့ထည့်ပေးတော့မှာလေအဲ့တော့ပထမအဆုံးကတော့တတိမန်ကိုဖိုးစီရှီကမလာတဲ့အကျမ်းဖက်စစ်ခွေးတက်တွေကလင်းတုံပန်းမှတယောက်ကသူ့ရဲ့ယောက်ျားစစ်ခွေးတွေကောင်ရှေ့တန်းမှာတည်ချင်းဆုံးနဲ့တည်သွားတဲ့ကိစ္စကိုဇင်ပြင်းနေပြီးအာဘာရီယာကိုပြောပြနေပြီးတော့နောက်ဆုံးကပြောသွားတာအသက်ဆုံးတော့ကတစ်ချက်လောက်စပြီးတော့ ကြည်လိုက်ရအောင်အဲအကောမက်လေးပေါ့နော်အဲအကောမက်လေးကိုပြန်မေးချင်လို့ပေါ့နော်ဟုတ်တယ်နောက်ဆုံးချိန်ထိပေါ့နော်စာပို့ရပေါ့နော်အဲ့ဒါကိုရင်နာဆုံးပဲပေါ့တပွဲတယ်တူတူသွားတဲ့လူတွေဆိုရင်တရားလောက်ရှိအဆက်တော်များတာပေါ့သူကဟိုမနေ့9နာရီကျော်လောက်ကစာပို့ခဲ့တယ်ဆိုတော့ကိုကအော်ဘာလို့လဲဟိုနည်းနည်းတော့စိတ် အေးတော့တာပေါ့နော်မနက်ကကိုစာပို့ရဲဆိုတဲ့ခါကျတော့အမေမနက်က9:00ည9:40 45လောက်ပို့ပြီးတော့စက်တစ်ကြောင်တော့ကြာနေပြီ။ဟိုမှမသိဘူးတကယ်မလား။အာတိုက်ပွဲရလဲဖြစ်နေတာတက္ကသိုလ်ကိုစက်ပြန်ပြီးတော့တိုက်ပွဲအနားမှာဖြစ်နေသေးတာဆိုဖြစ်နေသေးတယ်အခုချိန်ဒီပဲဖြစ်နေသေးတယ်ပေါ့နော်။ဖြစ်နေသေးတဲ့အခါကိုကစိတ်ပူတာပေါ့နော်။စိတ်ပူရဲစိတ်ပူရဲပြီးတော့ဒါမှလည်းသူစိတ်ပူရဲဆိုပေမဲ့လည်းတို့ကိုစာပို့ွားရဲဆိုတဲ့ခါကျတော့သူပြတရားလေးပဲလုပ်ပြီး တောက်လျှောက်သူ့ကိုဆိုင်ပို့တယ်ဗောနော်အဲအစင်ပြေလားခိတိုင်းဘာညာရှိလားအဲ့လိုတွေပို့တယ်အဲလေးမလာဘူးလားဘာလားညာလားအကုန်တောက်လျှောက်ပို့တယ်ဗောနော်ပို့ရင်ဟာဒီပို့ရဲစာဒီညနေ9နာရီကျော်လောက်မှာအဲသူနဲ့တစ်ခွက်လည်းပါတယ်အကူက သူမိမစီမစိတ်ကိုရပါတော့ဆိုင်းဆက်မလိုက်ကြပါဘူးဆိုတဲ့ဟာပေါ့ကိုကလည်းအမစိတ်ကိုကအမ်းမြင်လိုက်တာကိုရတခွက်တည်းအတူတူစွထိုင်နေတာကိုကလှမ်းမြင်လိုက်တဲ့ခါဆိုတော့ဟာကောင်းပူထူသွားတာပဲဒီကကိုကလည်းအဲ့လိုပူထူသွားပြီးတော့လေကြောင်ကြောင်ဖြစ်သွားကြည့်တာဆိုတော့အမ်းမလည်းကိုတီးရခါလာတော့ဖြတ်ပလိုက်မစိတ် အစစ်ဖြစ်လိုက်ရဒီဒီအဲ့လိုပူတာမဟုတ်ဘူးသမီးမလိန်ကြပါနဲ့သမီးမလိန်ကြပါနဲ့သမီးမြင်လိုက်တယ်ပေါ့နော်ဒါဆိုအိမ်မော်ပြည့်တက်ပြည့်တက်ပြီးဖုန်းပေါက်ကန်ပေါက်ကန်ပြီးတော့ဖုန်းကြီးဆက်တက်ကန်ပြီးဖုန်းကြီးဆက်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 တရားမှမပြောကြသေးဘူးအာစိတ်ကမြင်တဲ့ဒီဒဏ်ရာရတာသိရမလားအဲ့ကွာငွားမလို့လို့ငိုပဲငွားတော့မလို့ရည်ပဲရမလို့ဒဏ်ရာရတယ်ဆိုတော့ငိုမငိုဘူးပေါ့နော်ပြောက်ကြာဖြစ်နေရဘူးလို့အတက်လိုက်လို့လုတ်ပေးရမယ်ဆိုလဲစိတ်ပေါ့နော်အာအဲ့လိုမျိုးပေါ့အဲ့ဘယ်ဆိုနော် ခဏနေလိုက်ကြအောင်တမူကအတီးပြလိုက်အောင်ကြာသွားပြီဆိုတော့အတီးပြလိုက်တယ်ပေါ့နော်အဲနဲ့တမူတီးပြလိုက်ပြီဆိုတော့ဒီမှာလိန်လို့လည်းမရတော့ဘူးဒီမှာလိန်ထားတော့အမှန်တမ်းခွင့်ပြောတယ်ပေါ့အဲနဲ့ဒီမှာအဲအနောင်ကအရရုံလဲဆိုတော့မတည်ခင်အဲ့နေရာ9နိုင်ကျော်17ကျော်မှတည်ရတော့အဲ့လုံငယ်လုံငယ်တည်ရလောက်ပါပေါ့နော်သူတို့တမီးကောင်းပြောဖို့တောင်းတယ်တောင်းတယ်ညီမလည်းအဲ့သူ့ရေရချေဖို့ပစ္စည်းတော့ဝယ်ကိုယ်ဝယ်တရားဝယ်ဆိုမနေ့ကျတော့ဈေးရောက်နေနေ့လောက်ကျတော့သူ့တမီးကအိမ် ညနေကျတော့ကလေးကသူ့ကိုယ်နဲ့ဆိုင်တဲ့ပတ်စီအဲအဲ့လိုမျိုးတွေပေါ့နော်သူ့တမီးကလည်းဖုန်းဖုန်းပြောလိုက်ရအောင်အဲ့ဒါတွေအဲ့ဒါတွေပေါ့ရှင်သာတာပေါ့နော်သူ့ရဲ့ဘဝမှာလေမိန်းမနဲ့တမီးကတော့အတိတ်အင်းတော်တော်ချစ်တာတော်တော်ချစ်တာညီမလေးရဲ့တော်တော်ချစ်တာအားလုံးအားလုံးကိုလေအဲ့တော့သူကျွတ်မှလည်းမဟုတ်ဟာအေးနောက်ဆုံးပြောသွားတာအဲ့တဲ့တော့ဘာပြောသွားတာ လေသုံးပန်းမှသူ့လင်ရရှည်တန်းမှသိသွားတာကိုဒါကိုကျွန်တော်တို့ဇိမ်ပြေနေပြီကိုအားရပါးရကိုပြန်ပြီးတော့ပြောပြပြီးတော့နောက်ဆုံးပြောသွားတာပါလေသူ့ယောက်ျားကျွတ်မှာတော့မဟုတ်ဘူးဆိုတော့ဟာသူ့မျက်ခွက်ကြီးရတာယောက်ျားရှည်တန်းမှသိဆုံးသွားတာပျော်နေပုံရပါလေဝမ်းနဲ့တဲ့အရေးအယောင်တစိုးတစ်ဆက်မှမတွေ့အောင်ဆိုတော့ဟာကျင်းတည်ပါလေရှည်တန်းမှယောက်ျားကဒီနေ့ကျမနေ့ပြန်နောက်လင်ငယ်ကအိမ်ပေါ်တက်မဲ့ စစ်ကိုတည်းရဗီရိုဖိုင်တပုတ်ဒီလိုမျိုးဗီရိုဖိုင်အကြာကြီးကိုတော့ဒါပရမအောင်ဆုံးပဲကြည်ဘူးတာပါဒါတရင်မှကိုဖိုးစီစီကကျွန်တော်တွေးလို့ပြန်ပြီးတော့ reaction လုပ်ပေးတာပါကဲတော့နောက်မှကျွန်တော်မနေ့ကလည်းဖော်ပြခဲ့တယ်အပြစ်မဲ့ရတားပြည်သူတွေဒါအသက်မပြည့်တဲ့ကလေးငယ်တွေတချို့ကျွန်တော်တို့သူ့အတူအေးဆင်းနေတဲ့အလှပညာရှင်များစွာ line ပေါ်မှာစစ်ကိုတက်ရဲ့အတူရောင်ရွေးကောက်ပွဲကိုဝေဖန်လို့ဆိုပြီးတော့ဟာဟာပေးလို့ဆိုပြီးတော့အခုဆိုရင်အယောက်ပေါင်း100ကျော်တယ်မနေ့ တရားရုံးမှာအမှုရင်ဆိုင်ရတာတွေပါလိမရှိဘူးเนาะချက်ချင်းဖမ်းဆီးပြီးတော့ချက်ချင်းကိုထောင်ချဖြစ်နေစုတော့ကအဲ့တော့မနေ့ကကျွန်တော်ပြောသွားတဲ့အတိုင်းပဲမင်းတို့စစ်ခွတ်တက်လက်အောက်ခံပြည်ထောင်ဝင်ကြီးအကောင့်တွေစာရဖအကောင့်တွေစစ်ခွတ်တက်ကအကောင့်ကြီးပိုင်းအာဏာပိုင်းဖွဲ့စည်းတွေဒီကောင်တွေကြတော့မင်းတို့ပုံတွေကြည်ကောင်နေလာတော့မသိဘူးလောလောဆယ်မှာရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးတော့ဂျုံမျိုးမင်းနဲ့စာကလေးကောင်ဂျုံဆိုးဘလို့တွေဒဲတွေဝေဖန်ထားတယ်ဆိုတာဆက်ပြီးတော့ကြည်လိုက်ရအောင် ဥကကျွန်တော်တို့တိုင်းပြည်မှာအုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေတိုင်းပြည်တကယ်ချစ်ကြရလားကျွန်တော်စဉ်းစားလို့မရတော့ဟာတကယ်ချစ်ကြရလားခင်ဗျားတို့ဗျာတကယ်တိုင်းပြည်ချစ်ကြရလားတိုင်းပြည်တကယ်ဟောခင်ဗျားတို့လက်ထက်မှာခင်ဗျားတို့လက်ထက်မှာဒီတိုင်းပြည်ရဲ့တိုင်းပြည်ရဲ့ကံကြမ္မာကြီးကိုခင်ဗျားတို့လက်ထက်မှာကျွန်တော်ထားရတာကြောက်အောင်ကြောက်လာတယ်ခင်ဗျားတို့တိုင်းပြည်ရဲ့ကံကြမ္မာကိုခင်ဗျားတို့လက်ထက်မှာထည့်ထားရတာခင်ဗျားတို့ကခင်ဗျားတို့ယူသွားတာခင်ဗျားတို့ကတော့ကင်ထားပြီးတော့ခင်ဗျားတို့ကတော့လုံချင်နေလုံနေတာမျိုးပြီးတော့ကျွန်တော်တို့တန်ဖိုးကျွန်တော်တို့ပွင့်လာပြန်တိတ်ကိုကျွန်တော်တို့စိုးရင်လာတယ်ဒီတိုင်းပြည်ကံကြမ္မာခင်ဗျားတို့လက်ထက်မှာတော့ဒီပြည်ကံကြမ္မာခင်ဗျားတို့လက်ထက်မှာ ကျွန်တော်တို့ရဲ့ဘဝတွေအသက်တွေဘဝတွေအကုန်လုံးခမရတို့လက်ထဲမှာခမရလှုပ်ချင်ရင်ရှောက်လှုပ်နေတာတွေကျွန်တော်တို့ကိုဒုက္ခရောက်ကုန်နေမယ်နည်းနည်းလေးတော့ခမရတို့လည်းနည်းနည်းလေးတော့ခေါင်းဆောင်စိတ်တိုင်းပြည်ချစ်စိတ်လေးမြို့ချစ်စိတ်လေးပြကြအောင်ဗျခမရတို့လည်းကျွန်တော်ကြည့်ရတာစိတ်ထဲမှာတော့စင်မပြေဘူးဗျကျွန်တော်ပွင့်နေပြောရင်ရင်ထဲမှာတော့တော်တော်ကြည့်ရတဲ့အဆိုင်ခဲခမရတို့ကျွန်တော်ကြည့်နေရတဲ့အဆိုင်ခဲသိကြည့်မရတဲ့အဆိုင်ခဲတော်တော်ကြည့်ရဒါပေမဲ့ကျွန်တော်ဒီလောက်ပဲပြောလို့ရပေါင်နေရတယ်ဒီလောက်ပဲပြောလို့ရဒါတော့ကြော်ပြောရင်လေဟိုကဘာမှမပြေဘူးကျွန်တော်ကထောင်ထဲရောက်မှာမပြေကြော်စားရမှာလေအလကအချောက်ခိုးစားမဲ့ဟာဒီခင်ဗျားတို့အကုန်လုံးက အချောင်ကိုစားမယ့်ဟာတွေနိုင်ငံရေးပါခင်ဗျားတို့အချောင်ကိုစားခြင်းတဲ့ဟာတွေခင်ဗျားတို့နိုင်ငံချစ်တာမဟုတ်ဘူးကိုကျိုးစည်းဝါနဲ့ကိုအတ္တတို့ကိုခင်ဗျားတို့တိုင်းပါတီထောင်ပြီးထိုင်ကုန်ဝင်ထိုင်ကုန်ကြိုးစားနေကြတဲ့ကောင်းနေလို့ပြောတာဟာအဲ့ဒါခင်ဗျားတို့နိုင်ငံရေးပါတီတို့အထင်မကြီးဘူးလို့ကျွန်တော်အမြင်နဲ့ပြောတာအထင်ကြီးစရာကိုလုတ်ကိုလုတ်မပြလို့အထင်မကြီးလို့တဲ့ပြောတာတိုင်းပြည်မှာကျွန်တော်ပြည်သူလူထုပဲပြည်သူလူထုပဲပြောချင်တာပြည်သူလူထုပဲဟိုဟိုဘာလဲပြောဥတည်ချင်တာဥတည်ဥတိုက်ပြီးပြောချင်တာခင်ဗျားတို့ပြည်သူလူထုကိုအဲ့ဒီလူတွေကခင်ဗျားတို့အုပ်ချုပ်နေတာခင်ဗျားတို့စဉ်းစားကြည့်စမ်းအဲ့ဒီလူတွေအုပ်ချုပ်တော့ခင်ဗျားတို့ခံပါလားအင်းခုမှပြောလာတာ တိုင်းပြည်ကိုချစ်လားမချစ်လားမသိတဲ့ပြည်သူတိုင်းအဲ့အဲ့ဟိုပါတီတွေအစိုးရအဖွဲ့အစည်းတွေကတိုင်းပြည်ကိုချစ်လားမချစ်လားမသိတဲ့တာတီအစိုးရအဖွဲ့အစည်းတွေကခင်ဗျားတို့အုပ်ချုပ်နေတာစဉ်းစားကြည့်သားဘယ်လိုလုပ်ကြမလဲအဲ့လိုလူတွေလက်ထက်ကိုခင်ဗျားတို့တိုင်းပြည်ထည့်အောင်ပါလားဘယ်လိုထည့်မလဲလက်ရှိရှိတဲ့ခေါင်းဆောင်လဲကောင်းသလားမေးခင်ဗျားတို့ကြည့်စောင့်စောင့်ကြည့်ဦးချက်ချင်းကောင်းလို့မကောင်းဘူးပြောလို့မရသေးဘူးစောင့်ကြည့်ဦးသူ့ရဲ့အာဏိသင်မပြီးသေးဘူးစောင့်ကြည့်ဦးကျွန်တော်မကောင်းလို့ပြောကောင်းလို့ပြောစောင့်ကြည့်ဦးသူဆင်းသွားပြီးတဲ့အချိန်ရောက်လို့သူ့လက်ထက်သူဘာလို့လုပ်ပေးခဲ့လဲဆိုတော့ရလက်ကြည့်ပြီးမှကျွန်တော်တို့နောက်ဆုံးမှ ဆင်းသွားပြီးအေးစေးပြေမှာ तू ထားခဲ့တာကြီးဘာတွေထားခဲ့လဲဆိုတော့ကြည့်ပြီးမှကျွန်တော်ကောင်းတယ်မကောင်းဘူးပြောလို့ရမယ်အခုကတော့ကောင်းတယ်မကောင်းဘူးပြောကုန်မပြောဘူးစိတ်ထဲမှာပဲထားမယ်ရှင်းတယ်ပြောရအောင်ခုကအနေထားကြည့်ပြီးတော့ကျွန်တော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 ်မှာပဲဩဒီတိုင်းမျိုးခင်ဗျာအကုန်လုံးကလိန်နေကြတယ်လူလိန်နေကြီးပဲလူလိန်နေရလူလိန်နေရခင်ဗျာဟိုတကယ်ဟိုထိုင်ကိုဝင်ထိုင်ခြင်းနဲ့ကောင်းတယ်နေရာယူခြင်းနဲ့ကောင်းတယ်ပုံများနေတယ်အဲ့လိုကောင်းနေရခင်ဗျာတိုင်းပြည်ဥဆောင်ပဲဆိုတော့ရီးဖို့တော့ကောင်းတယ်ရှက်ဖို့လည်းကောင်းတယ်ကိုကိုကိုသာအဲ့ကောင်တွေမှာအဲ့လူတွေမှာရှက်ကြတာเนาะအဲ့တော့အဲ့ဒီလူလိန်နေထိုင်ကိုဝင်ယူမဲ့ကောင်တွေကိုပဲမင်းကိုယ်တိုင်ပဲ ုံးမဟာရယာမပြီးတော့ဟိုဟာခြာကျွေးတဲ့အယိုးကြီးလေးကိုက်ကပြီးတော့နှိမ့်တူကလိုင်းမောင်ကနေပြည်သူတွေကိုအစိတ်ခန့်နေရဲ့မဟုတ်မမှန်အလိန်ညာတရေမားတွေကိုမင်းရဲ့ခွေးပစက်ကပဲနှိမ့်တူကပေါ့လို့ပဲသာပြောပြီးတော့ဗာပြောသွားတာရှေ့ကအဲ့ဒီနိုင်ငံကောင်းဆောင်လုံနေတဲ့ကောင်တွေနဲ့ဒီပါတီဝင်နေရတဲ့ခမားတို့လက်ထဲကိုတိုင်းပြည်ကိုအကမှကျွန်တော်ရင်ထဲမှာတော်တော်လေးကြည်ညာတာများလာပြီးဆိုတော့ကဲတော့ခမားတို့ပြည်ရေရလူတွေစားရဖတွေအဲ့ဒီစစ်ခွေးတွေကအကောင်ကြီးပိုင်းအာနာပိုင်းဖွဲ့စည်းတွေ ခမားတို့အတူရောင်ရွေးကောက်ပွဲကိုဒီလိုမျိုးကြုံမျိုးမင်းဒဲဆိုဝေဖန်လာကြတော့ခမားတို့မဖမ်းကြအောင်အပြင်းမရှိတဲ့ပြည်သူတွေလိုင်းဘွားတွေဟဟလေးပေးလာကြတော့အိန္ဒယောင်သွားဖမ်းပြီးတော့ထောင်ချပြစ်တယ်ဆိုတော့ဘာလုံးနေလဲတော့ကျွန်တော်လည်းမသိဘူးကြည်ကောင်နေကြတာတော့မသိဘူးနောက်မှနောက်ထပ်လည်းကောင်ရှိသေးတယ်အဲ့ဒီစစ်ခွေးတဲ့ပြုလုပ်တဲ့အတူရောင်ယူကောက်ပဲကိစ္စနဲ့ပတ်သက်ပြီးတော့စာကလေးကောင်ဖာကောင်နဲ့ကြော်ဆုံခွေးတို့ဘောကတက်လာတဲ့လှုပ်တော်ပါတီကိုယ်စားလှောင်းတွေကိုခမားတို့မဲသွောမပေးကြနဲ့ပစိုးတာလှန်ပြလိုက်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်ကိုလည်း နောက်ဆုံးပိတ်နဲ့ဆက်ပြီးတော့ကြီးလိုက်ရအောင်လက်ရှိနိုင်ငံရေးအခင်းကျမှာလူလူရှိရနဲ့ထွက်လာတဲ့လွတ်တော်ကိုယ်စားလှယ်ဟောင်းတွေနိုင်ငံရေးပါတီတွေကမရှိတလို့ရှာတယ်အဲ့တော့တချို့ကကျွန်တော်ဆဲအောင်မယ်အာရောင်မင်းတို့ငါလုံးနေရမမြင်ဘူးလားလှုပ်အောင်မယ်နိုင်ငံပါတီအများကြီးတယ်ရင်အောင်ကြည့်ဖို့လိုတယ်ရှင်းအောင်ကြည့်ဖို့လိုတယ်ခင်ဗျားတို့လူလူကိုဘယ်လမ်းကြောင်းမှာထိတွေ့ပါလဲလူလူရှိရဘလို့ရက်ဒီမှာခင်ဗျားတို့ဘာလုပ်မှာလဲကျွန်တော်မေးချင်တာတွတ်တော်ကိုယ်စီလောင်းနေခင်ဗျားတို့ဘာလုပ်မှာလဲ ။ဒါကြောင့်ပဲတတိရှိတော့လွတ်တော်ကိုယ်စီလောက်တတိမရှိဘလုံးနဲ့။อืมစာကလေးကောင်တဲဆိုခမတို့အခန်းကဏ္ဍကလက်ရှိဒီကာလမှာလောကမိမ့်မိန်သွားတာ။လောကမိမ့်မိန်သွားတာ။တကယ်ကဒီလောက်တွေကဒီလိုထွက်ပြွားမယ့်အကိစ္စတွေကျွန်တော်တို့လောက်တွေလည်းမဟုတ်ဘူး။လူတို့ကိုဘယ်လိုမျိုးဂတိပေးမလဲ။ဘာလိနေမဲဆွေမလဲ။ကဘာလိနေမဲဆွေမှာကျွန်တော်မေးချင်တာ။ဒီလွတ်တော်ကိုယ်စီလောက်ပြည်သူနဲ့စကားပြောခဲ့မှာဘုရားစာပြောမှာ။ဘုရားစာပြောကျွန်တော်မဲပြောလို့စာပြောမှာလား။အဲ့ဒါဆိုရင်တော့ပစိုးရလာပြလိုက်တော့အဲ့လိုပြောမှရတာတကယ်တော့တချို့ကပြောအာငါလုံးညမင်းမမြင်လားလာအောင်ခုကခင်ဗျားတို့ပါတယ် အာငါတို့ကမိသားစုနဲ့ကွာမိသားစုနဲ့ဆိုတော့ငါတို့ကဒီလိုပြောရင်ငါတို့မိသားစုတက်ဖြတ်ခံမှာပေါ့အဲ့တော့ဆိုကျွန်တော်ကမေးချင်တာကထွက်လာရေဖို့လိုပြီးဂူအောင်မနေနဲ့ကိုလက်လှုပ်ရှားမှုတွေလုပ်တော့လုပ်တော့ပြောပြီခင်ဗျားတို့ကမိသားစုရှိအောင်ကျွန်တော်လည်းမိသားစုရှိတယ်ကျွန်တော်ကလမ်းမကြီးမွေးလာတာမဟုတ်လူနဲ့တူနဲ့အတူလူနဲ့တူနဲ့တူအောင်မွေးလာတဲ့လူတွေပဲခင်ဗျားတို့ကမိသားစုရှိတာမဟုတ်ဘူးကျွန်တော်ကပြောလိုက်ရင်တော့ခင်ဗျားတို့စာရင်းမှာတော့အကြီးကြီးပဲအကြီးကြီးပြောလိုက်ပြီးရင်အေးဘယ်ချလို့ချမှာမလဲအဲ့လိုလူတွေအများကြီးပဲဗျာနော်အေး ကဲအဲ့တော့ဒီကနေ့ညဝိုင်းရတော့ဗီဒီယိုပိုင်းအဟောင်းလေးတွေပြန်ပြီးတော့အစားတို့ထည့်ပေးတော့ပါတယ်မနေ့ပြန်မနေ့ကြမှာပဲတရင်ကောင်းစုံစုံလေးလေးရုပ်တံဗီဒီယိုပိုင်းလေးနဲ့ပြန်လာခဲ့ပါဦးမယ်တော့ကျွန်တော်ဘာတွေပဲတင်တင်အခုချိန်ထိပုံမှန်ဝင်ရောက်ကြည့်ရှုပေးတဲ့အမေသားသမီးမောင်မားတွေတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်း ကိုယ်ရည်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေအာ